ဒီ main line တို့ you know ရာဇဝတ်ကိုင်းအဖွဲ့တွေอ่ะကျွန်မတကြမှုစစ်တပ်တောင်မခေါ်တော့ရာဇဝတ်ကိုင်းအဖွဲ့တွေอ่ะเนาะဒီ scam center တွေเนี่ยဘယ်လိုချိတ်ဆက် နေလဲ right အကြောင်းမလို့ခုချိန်မှာသူတို့ไลฟ์ပြီးတော့လုပ်နေတာသူတို့ချေရီไลฟ์ဖြောင်းနေတာတကယ်သူတို့တွေကလည်းတိုက်နေတာမဟုတ်သူတို့ပါနေတဲ့ဥစ္စာကိုချေရီไลฟ์ဖြောင်းနေတာနောက်တစ်ခုကြတော့သူတို့ကတကယ်ပါတယ်ဆိုတဲ့ဥစ္စာ US မှာ study တခုเนาะသူတည်တနာလုပ်ထားတာ ဒီ scam center မှာသူတို့တွေ့လာတဲ့ phone signature ပေါ့နော် phone ကထွက်လာတဲ့ signature တွေကနေပြီးတော့အမြဲတမ်းရောက်နေတယ်အမြဲတမ်းသွားလိုက်လာလိုက်ဒီ phone တွေက phone phone ကိုအဓိကထားပြီးတော့သူတို့ tracking လုပ်နေတာပေါ့နော်အဲ့ဒီဥစ္စာတွေနေပြီးတော့မှ president ဟိုနေရဲ့ဟိုနေတယ်တမရရဲ့နေရာကြီးအိမ်နေရာကြီးအဲ့ဒီအဲ့ဒီ phone တွေကသွားလိုက်လာလိုက်ဖြစ်နေတယ်ဆိုတာသူတို့မှအလုံးဗလဲတက်တည်ရှိတာ record တွေရှိတာ အားလုံးတာလီစွာပါအာရခမီဒီယာကကြိုဆိုပါရခင်ဗျာကျွန်တော်ဒီနေ့အာရခမီဒီယာမှာမင်းမြန်တင်ပြသွားမှာကတော့ဂျာမဒေါက်တာမီမီဝင်းဘတ်ဖြစ်ပါရခင်ဗျာဂျာမမီမီဝင်းဘတ်ကတော့ကျွန်တော်မြန်မာပြည်သူပြည်သားများအားလုံးကတော့အာတီးပြီးသားဖြစ်ပါတယ်အဲကြောင့်အထူးမိတ်ဆက်ဆရာမလို့တော့ပါဘူးကျွန်တော်တို့မြန်မာပြည်ရဲ့တော်လှန်ရေးနိုင်ငံရေးဒီမိုကရေစီအရေးတွေမှာဆရာမရဲ့အကြံဉာဏ်အတက်ကြွစွာအပိအဖို့ဒီအစတိုက်ကျွန်တော်တို့ရရှိနေတာဖြစ်ပါတယ်အဲ့ဒါဆရာမအခုလိုပဲအာရခမီဒီယာကိုလာရောက်ပြီးတော့ကျွန်တော်တို့ နဲ့တွေ့ဆုံမေးမြန်းခွင့်ရတဲ့အတွက်အထူးကျေးဇူးပါတယ်ကျေးဇူးတင်ပါတယ်လို့အရင်ပြောကြလိုပါခင်ဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ်မင်္ဂလာပါရှင်ဟုတ်ကဲ့ပါဆရာမမင်္ဂလာပါဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ဒီလက်ရှိမြမတော်လှန်ရေးနိုင်ငံရေးအခြေအနေပေါ့လေကျွန်တော်တို့အခုဆိုရင်၅နှစ်တာကာလတော်တဲ့ကိုရောက်လာပြီဖြစ်တယ်ပြည်သူပြည်သားတွေလည်းအာစွန့်စွန့်တမန်နဲ့တတ်နိုင်တဲ့ဘက်ကပြည်ဆက်မှုပေါင်းများစွာနဲ့ အာဆက်လက်တွန်းနေကြတယ်ဖြစ်ပါတယ်ဆီယမဆိုတော့အဲ့ဒီအခြေအနေမှာဆီယမရဲ့အာအခြေအနေရရပေါ့လေဒီတော်လန်ရေးနိုင်ငံရေးတွေကိုအာဘလို့အခုလက်ရှိမှာအမြင်ရှိလဲတုံးတက်ပြစီလို့ပါတယ်ခင်ဗျာဟုတ်ကဲ့အစ်မဒီဒီမေးခွန်းမဖြေခင်ပေါ့နော်ပထမဆုံးကျမဒီဥစ္စာ disclaimer လေးပြောဖို့လိုအပ်ပါရဲ့နော်ကျမဒီနေ့ပြောသွားတဲ့ဥစ္စာတွေအားလုံးကပေါ့နော်ကျမပုံကူတယောက်အနေနဲ့သုံးသပ်သွားတာပါဘယ်ဘယ်အခွဲဘယ် ဘယ်ဖွဲ့ဥမာကူစားပြုပြီးတော့ပြောတာမဟုတ်ပါဘူးလို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာအဲဒီဒီနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဟုတ်တယ်ငါးနှစ်ကြာလာပြီအာအခုတော်လှန်ရေးမှာအနေနဲ့လဲဘယ်ရောက်နေပြီလဲဆိုတာပြောလို့ရှိရင်တော့အဲ့ဒါအောင်မြင်ပါတယ်အဲ့ဒါဆက်သွားနေတယ်ဟုတ်တယ်တရုတ်ပါလာတဲ့အတွက်ကြောင့်မလို့နည်းနည်းတော့ဟိုနေပါလေနှေးတော့နှေးသွားတာပေါ့နော်မြင်းမြန်းမြင်းမြန်းဘာလို့လဲဆိုတော့အာဒီတော်လှန်ရေးကမင်းအောင်လှိုင်နဲ့သူရာဇဝတ် အကိုင်းအဖွဲ့ဒီတာမကเนาะဟိုနေမှာတရုတ်ကပါပြန်ပြီးတော့တော်လှန်နေရတဲ့အတွက်ကြောင့်မလို့အဲဒီဥစ္စာတော့နည်းနည်းနေပါတယ်ဒါပေမဲ့နေ့တိုင်းအာဟိုနေတခုခုတော့အောင်မြင်တာရှိနေတာပဲအာဟုတ်တယ်တခါလေကြလို့ရှင်ဒီနေရာပေးလိုက်ပြီမနောက်နေရာသူတို့သူတို့ရတာလားနော်ဆိုတော့အာဒါမဲ့ပြန်ပြီးတော့အားလုံးပြန်ပြီးတော့ခြုံပြီးတော့ကြီးလိုက်မယ်ဆိုရင်เนาะပြည်သူလူထု ဒီဒီဒီတော်လှန်ရေးဘက်တော်သားတွေအနေနဲ့ကအခုအဲ့ဒီဗာလဲဟိုမြို့ပေါင်းတရားနာနေနေသူတို့အကင်ထားနိုင်တုံးပဲမြင်းအောင်လိုက်အတွက်လည်းအဲသူသူရာဇဝတ်ကိုင်းအဖွဲ့တွေကအဲ့ဒီဥစ္စာကိုတုံတန်ပြန်ပြီးတော့အားလုံးပြန်ပြီးတော့သိမ့်နိုင်မှာပြန်ပြီးတော့ယူယူနိုင်မှာမဟုတ်တော့ဘူးဆိုတော့ အာနောက်ပြီးတော့နောက်တစ်ခုကျတော့နော် border area တွေဗာလေဒီနေဆက်နေရာတွေများသောအဖြစ်အားအားလုံးကအာတော်လှန်ရေးဘက်တော်သားတွေရဲ့လက်ထဲမှာဆိုတော့အာအားလုံးပြန်ပြီးကြည့်လိုက်မယ်ဆိုလို့ရှိရင်တော်လှန်ရေးကတော့ရှေ့ကိုဆက်သွားနေတယ်ဒါပေမဲ့ဟုတ်တော့ဟုတ်ပါတယ်နင်းနေတော့နှီးသွားတယ်ဘာကြောင့်လဲဆိုတော့အခုတော်လှန်ရေးကမင်းအောင်လိုင်းနဲ့မကဝင်းနေမှာတရုတ်ကိုပါတော်လှန်နေရတာဟုတ်ကဲ့ဆရာမဒါဆိုရင်ဒီဆရာမရဲ့ဒီ international အမြင်ပေါ့လေနိုင်ငံတကာ အတွေ့အကြုံတွေနဲ့ဒီတော်လှန်ရေးတွေကိုတုံ့တက်တဲ့အခါမှာကျွန်တော်တို့ပြည်သူပြည်သားရဲ့အနေနဲ့အဲမျှော်လင့်ချက်ပန်းတိုင်အဲတကယ်တမ်းရှိနေတယ်လို့ဆရာမယုံကြည်ပါလားခင်ဗျအရန်ရှိတယ်အရန်ရှိတယ် အခုတလောမှာဆိုလို့ရှိရင်ကျမတို့ကလည်း PBS မှာပေါ့နော်ဒီ American Revolution ဆိုတဲ့ documentary အာ6 episode episode 6ခုနဲ့ episode တိုင်းက2နာရီကြာတယ်ဆိုအလုံးစုစုပေါင်း12နာရီပေါ့နော်ပြန်ပြီးတော့ကြည့်လိုက်တဲ့အခါမှာ American experience you know American အတွေ့အကြုံလေဒီသူတို့ရဲ့တော်လှန်ရေးမှာအာ9နှစ်ကြာလာတယ်9နှစ်ကြာပြီးတော့မှလောက်ရတယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင် American ကအာလေမြန်မာနဲ့အရင်ပဲအမ်တချို့ ူတို့ပြောသွားတဲ့ဥစ္စာတွေကလေတကယ်အခုမြန်မာနိုင်မြန်မာတော်လှန်ရေးမှာဖြစ်နေတဲ့အကြောင်းပဲအဲဖြစ်နေတဲ့ဥစ္စာတွေအရန်ပဲသွားတူတယ်အရန်ပဲသွားတူတယ်အဲ American အနေနဲ့လဲပေါ့နော်ဒီဒီ73ဒေသနော်သူတို့စတဲ့အခါမှာဒီ73ဒေသသူတို့ဘာသူသက်သက်တယ်အဲ့ဒီဥစ္စာကို George Washington နဲ့သူ့ရဲ့ General တွေကပေါ့နော်ဘလို့ပြန်ပြီးတော့စုစည်းရလဲဆိုတော့တော်တော်ခက်ခက်ခဲခဲတွေကသူတို့လုလုသွားတာသူတို့မြန်မာနိုင်ငံမှာလည်းအများအားဖြင့်ပြောတယ်ဒီမှာတို့ကျွန်တော်တို့မှာလည်းဒီဥစ္စာပေါ့နော်အရန်ပဲရှုပ်ထွေးတယ်အဲ့ချိန်မှာ လည်းရှုပ်ထွေးတာပဲဘာလို့ဆိုတော့အာ French ပါတယ်နော်ပြင်သစ်ပါတယ်နောက်ပြီး Spain ပါတယ်နော်နောက်ပြီးတော့အဲ့မှာ Indian native အာဒီမှာ Indian တွေလည်းရှိတယ်နောက်ပြီးတော့သူတို့တွေမှာကဟိုနင်းပေါ့နော် Kapli Black the slaves you know journey by အဲ့ဥစ္စာရရှုပ်ထွေးနေတာပဲအဲ့ဒီကြားထဲမှာလဲအဲ့ဒီ73ဒေသကပေါ့နော်တယောက်နဲ့တယောက်နဲ့အရင်တော့ပြိုင်ဘက်တွေဟုတ်ကဲ့တယောက်နဲ့တယောက်နဲ့ပြိုင်ဘက်တွေနောက်သူတို့တွေမှာလဲသူတို့ဒေသမှာပါဒီ border ပေါ့နော်ဒီဒေသအနေဆက်တွေမှာအဲ့မှာအငင်းပွားတာတွေရှိတယ်ဒီနေဆက်ကဟိုသူတို့လုနေတာတွေရှိတယ်ဆိုတော့လေအဲ့ဒီဥစ္စာတွေပြန်ပြီးကြီးလိုက်မယ်ဆိုလို့ရှိရင်အာမြန်မာနိုင်ငံမှာမြန်မာတော်လှန်ရေးမှာဖြစ်နေတဲ့ဥစ္စာလေး American အာဘတ်လွတ်လပ်ဒီလွတ်လပ်ရေးအာတော်လှန်ရေးနဲ့လည်းအရန်သွားတူနေတယ်ဆိုတော့အဲ့ဒီမှာကျမတို့ပြောခြင်းနဲ့အာသွားကြည့်ကြပါသွားကြည့်ပြီးတော့ Netflix လား no အဲ့ Disney မှာ Disney မှာသူတို့ပြနေကြတယ်ရဲ့အဲ့မှာသွားကြည့်လိုက်လို့ရှင်အဲ့ဒီကနေပြီးတော့အတူတာတွေအများကြီးတွေ့လိမ့်မယ်နောက်ပြီးတော့အဲ့ဒီကနေပြီးတော့သင်ခန်းစာတွေအများကြီးယူလို့ရတယ်သင်ခန်းစာဒါပေမဲ့အဲ့ဥစ္စာပြန်ပြီးတော့တောင်နှိုင်းရှင်လိုက်မယ်ဆိုလို့ရှင်မြန်မာတော်လှန်ရေးက American တော်လှန်ရေးနဲ့ဒါမှပို့ပြီးတော့မှအရှိရောက်နေတယ်အခုချိန်မှာ ဟုတ်ကဲ့ကင်မရာအဲ့ဒီအချိန်နဲ့ကင်မရာတိုင်းကြည့်လိုက်မယ်ဆိုရင်လေအဲ့ဒီအချိန်မှာတော့လည်းအများကြီးပဲနိုင်နာတစ်ခုရှုံးနာရှိလိုက်နိုင်နာရှိလိုက်ရှုံးနာရှိလိုက်အာအမေရိကန်တက်တီနဲ့ဝန်ရင်းပါ British တက်တီနဲ့ပေါ့နော်ဆိုတော့ဒါတော်လန်ရင်းရဲ့တခုရဲ့အတွေ့အကြုံပါပဲဆိုဘာဖြစ်ရဘာအရေးကြီးဆုံးလဲဆိုတော့လူတွေရဲ့စိတ်ဓာတ် ပြည်သူလူထုရဲ့စိတ်ဓာတ်ပြည်သူလူထုကလုံးဝလက်မခံဘူးဆိုလို့ရှိရင်လုံးဝအောင်နေပါလေဒီဥစ္စာဒီဒေါ်လာကြီးဆက်သွားနေမှာပဲဒီဒီဟိုနေကိုလုံးဝလက်မခံဆိုတာဒီအာအစစ်အဲဒီ dictatorship ပေါ့နော်အဲ့ဒီစစ်အာဏာရှင်ကိုလုံးဝလက်မခံဘူးဆိုလို့ရှိရင်နော်ဥစ္စာဆက်သွားနေပါဆိုခုနပြောသားရဲ့ဘာအခုချိန်မှာဘာလုပ်နိုင်လဲဘာလုပ်ဖို့လိုအပ်လဲ right ဆိုကျွန်မပြောမယ်အခုချိန်မှာဟိုစစ်ရေးရောနိုင်ငံရေးရောကျွန်မတို့က joint command joint strategy လို့လာပြီ joint strategy နော်စစ်ရေးရောနိုင်ငံရေးရော you know အဲ့ဒီမှာလိုအပ်တယ်။နောက်ပြီးတော့ဟိုတယောက်နဲ့တယောက်နဲ့ပူးပေါင်းဆောင်ရွက်တာလေအဲ့ဒီ joint command တို့ joint ဟိုနည်း joint strategy တို့ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်တယ်မလား။အဲ့ဒါမှလည်းပြည်ထဲမှာရေမကပြည်ပမှာရှိနေတဲ့အာဟိုနည်းနေလေမြန်မာ community တွေလည်းတယောက်နဲ့တယောက်နဲ့ပို့ပြီးတော့ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။အဲ့ကြကြလို့ရှိလို့ရှင်ပို့ပြီးတော့ကိုက power ကပို့ပြီးတော့ကြီးမားလာတယ်။ people power people power အရေးကြီးဆုံးပဲဆိုတော့ကြောင့်မလို့နောက်တစ်ခုကျတော့အဲသူတို့အခုချိန်မှာလုပ်နိုင်တာဒီ fake election နော်ဒီဒီဒီရွေးကောက်ပွဲဒီဒီအတူရောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့တသန်နေပေါ့နော် online ရမယ်ဒီဥစ္စာတို့လက်မခံဘူးဆိုတဲ့ဥစ္စာ right ဆိုကျွန်မအခုဆိုလို့ရှိရင် campaign တွေရှိနေတယ်အဲ campaign တွေကိုကိုနေရကို support လုပ်နိုင်တဲ့နေရာပေါ့နော် like ပါနိုင်တဲ့နေရာတွေ like ပါလာလို့ရှိလို့ရှိရင်ဒီဥစ္စာလည်းအတန်းကျေလောင်လာမယ်နောက်တစ်ခုကျတော့ independent media independent media လည်းအခုချိန်မှာတော်တော်အခက်အခဲတွေ့နေတယ် right ဆိုတော့အဲ့ဒီ independent media ကိုလည်းလိုက်ပြီးတော့ဟိုဗါလဲပန့်ပေးပေးပန့်ပိုးပေးဖို့သူတို့ support လုပ်ဖို့လိုအပ်တယ်ဆိုအဲ့ဒီဥစ္စာတွေအခုလုံနိုင်မယ်ဆိုလို့ရှိရင်ဒီဥစ္စာဒီဒီကြော်လှန်ရေးကိုဗါလဲရှေ့ရော့ရှေ့ရအောင်တွန်းနေတာနဲ့အတူတူပဲလို့ပြောလို့ရတယ်ဟုတ်ကဲ့ပါကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဒီ American တော်လှန်ရေးနဲ့ဒီမြန်မာပြည်ရဲ့အခုကျွန်တော်တို့ဖြစ်ပြနေတဲ့အတော်လှန်ရေးနဲ့အရင်ဆင်တူတယ်ဆိုတာ အာကျေထောက်ပြချက်ကိုလည်းကျွန်တော်သဘောတွေ့ပါတယ်ရှင်။ဟုတ်ကဲ့ကျွန်တော်တို့လည်းအလေလာကြည့်တဲ့အခါမှာအဲ့လိုမျိုးတွေတွေ့ရပါတယ်ဟုတ်ကဲ့ဆိုတော့ကျွန်တော်တို့တင်ကန်းသားကြီးတွေအများကြီးရှိတယ်လို့ဆရာမပြောချင်တာပေါ့နော်ဆရာ။ဟုတ်ကဲ့နောက်တစ်ခုကတော့ဒီပြည်သူလူထုအနေနဲ့အဲမစုံမနဲ့ဒီဟာကိုဆက်ပြီးတော့တွားနေဖို့လိုအပ်တယ်လို့ဆရာမပြောလို့ဆရာမဒါဆိုရင်ဒီပြည်တွင်းထဲရလူတွေပေါ့နော်နိုင်ငံတကာမှာရှိတဲ့လူတွေကတော့အတနည်းတစ်ပုံနဲ့ကျွန်တော်တို့အာချိတ်ဆက်ပြီးတော့အာလုံနိုင်ကြတယ်။နည်းနည်းလေး NDN နည်းနည်းပိုကင်းတယ်လို့ပြောလို့ရတာပေါ့နော်။ဒါပြည်တွင်းထဲမှာရှိတဲ့ပြည်သူလူထုတွေအနေနဲ့ကြတော့ အာဒီအသက်ဘေးရအစာပေါ့လေအရင်ခက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 ်ဖြတ်ကျော်နေရတာကိုတွေ့ရပါတယ်ဆရာအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဆရာမအနေနဲ့ဘယ်လိုမျိုးအကြံပြုအားပေးခြင်းပါလဲဆရာဟုတ်ကဲ့ဟုတ်တယ်ကျွန်တော်မှအရန်အန်တည်းရှိတယ်ဒါပေမဲ့ အဲ့လိုမျိုးကိုအားလုံးပူးပေါင်းပြီးတော့မတွန်းဘူးဆိုရင်ဒီဥစ္စာတွေအခက်ခဲတွေကကြာသွားလိမ့်မယ်ပိုကြာသွားလိမ့်မယ်အခုဆိုပြန်ကြည့်လိုက်အရင်တော့ကလူတွေကနော်အာငါတို့နဲ့မဆိုင်ဘူးငါတို့ကတနေ့လုံးမနေစားရတာဆိုပြီးတော့လုံနေကြတယ်အခုကျတော့မရတော့ဘူးသူတို့တဲ့သားသမီးတွေဒီမှာဗာလဲဒီဟိုဟိုပြန်ပေးဆွဲခံကြည့်တယ်နော်ဒီဒီဟိုနေစစ်စစ်စစ်မှုတန်းအတွက်ကို ပြန်ပေးဆွဲခံကြည့်တယ်သူတင်းအာရမပေါ့နော်ဒီရှေးတောင်ပို့ပြီးတော့အသေးခံခိုင်းတာတယ်ဆိုတော့အဲ့ဒါတွေကတခုဖြစ်လာနောက်ခု ကြတော့အခုဆိုလို့ရှိလို့ရှင်အနောက်ဆုံးဘဝကြတော့ဒီဒီအမှုပညာတဲ့လေအဲအမှုပညာအောင်ငါတို့ငါတို့ဟိုဘက်မလိုက်ဘူးဒီမရတော့ဘူးသူတို့ကိုတခါရဲဟို pressure လုတ်ပြီးတော့ဗျာအတင်းအာဓမလုတ်ပြီးတော့မလုတ်ချင်တဲ့ဥစ္စာတွေလုတ်ခိုင်းတာဆိုတော့အဲ့အဲ့ဂျားထဲမှာတခြားဥစ္စာတွေရှိသေးတယ်ဟိုဟိုအခွန်ကောက်တာနဲ့ဒီခွန်ကောက်ရတာနဲ့သူအိုနေပါလေသူတို့ဥပဒေဆိုပြီးတော့ပြောပြီးတော့တကယ်တော့တကယ်မျှတာတဲ့ဥပဒေဥပဒေမဟုတ်ဘူးเนาะစီးပွားရေးလောက်ရတာလည်းမကောင်းမလွတ်လည်းမလွတ်လပ်ဘူးလူ တဲ့ onion ဘာနော်နည်းနည်းလေးလူနည်းနည်းလေးတော့နည်းနည်းလေးတစ်ဖွဲ့တော့ဒီဒီအချိန်မှာပို့ပြီးတော့ပါလေသူတို့ရဲ့အချိန်နေပို့ကောင်းကောင်းမယ်ဒါပေမဲ့များသောအားဖြင့် right အားလုံးကခံစားနေရတာအဲ့ဒီဥစ္စာကိုအခုချိန်မှာပြန်ပြီးတော့မတွန်းလို့ရှင်အဲ့ဒီဥစ္စာကတာကြာရှည်သွားလိမ့်မယ်ပို့ပြီးတော့ကြာအောင်ခံရမယ်ဆိုတော့မြင်းမြန်ဆန်းဆန်းပြီးခြင်းရင်မြင်းမြန်ဆန်းဆန်းအားလုံး you know အပူပေါင်းဆောင်ရွက်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒါအုံနေပါလေအရင်မဲ့အောင်မြင်သွားမယ် so ပူပေါင်းဆောင်ရွက်ဖို့အတွက်ကလည်းအမင်းအောင်လိုင်းတော့အရန်ကြောက်တာသူတို့အကြောက်ဆုံးကဒါမြန်မာပြည်သူတွေအားလုံးပူပေါင်းဆောင်ရွက်သွားမယ်အဖွဲ့တွေအားလုံးပူပေါင်းဆောင်ရွက်သွားမယ်တိုင်းရင်းသားတွေအားလုံးပူပေါင်းဆောင်သူတို့ရဲ့အကြောက်ဆုံးအကြောက်ဆုံးအကြောက်ဆုံးတစ်ခု right အဲ့ဒီအကြောက်ရမလဲသူတို့အနေနဲ့အများအမ်းလိုက်ပြီးတော့ခွဲနေကြတာသူတို့လိုက်ခွဲနေကြတာဆိုတော့ကိုကသူတို့ရဲ့ထောင်ချောက်တယ်မရောက်ဖ ೇನೆ ပေါ့နော် ဟိုဒီဘက်မှာဟိုဟုတ်တယ်တယောက်နဲ့တယောက်နဲ့ပါသဘောမတူတာရှိတယ် right ဘာလို့ဆိုတော့ကျမကလူမျိုးသားလဲ क्वे တယ်ဟိုကျမနဲ့ကျမရောက်အမျိုးသားတောင်မှမတူတာညာရှိတယ်ဟုတ်ပါတယ်ကျမဟုတ်ပါကျမကအကျိုးစီးပွားမတူတာရှိဒါပေမဲ့ကျမတို့မှာတခုတော့အာဗာလဲဘုံဘုံသဘောတူမှုတခုရှိတယ်ဆိုတော့ကျမတို့အနေနဲ့အားလုံးကအခုချိန်မှာဘာမှညင်းစရာမရှိဘူးနိုင်ငံသူတို့ကဒီဒီဟိုနေ federal ပြည်ထောင်စုနိုင်ငံတခုလိုချင်တယ်ဆိုတဲ့ဥစ္စာကိုလူတိုင်းက နားလေတယ်ဆိုတော့အဲ့ဒီဥစ္စာကိုအဓိကထားပြီးတော့သူတို့အတွက်အာဗာလဲလုံမယ်ဆိုလို့ရှိရင်တခြားဥစ္စာတွေခဏလေးထားလာလိုက်ဒီဥစ္စာကိုအဓိကထားပြီးတော့ယန္တူကဘယ်သူလဲဆိုတော့အသေးချာသိပြီးတော့ယန္တူကိုပဲချကိုရရှိရှိသမျှဟိုနေပါတော့ energy ကိုမှရှိရှိသမျှအင်အားတွေခွန်အားတွေအားလုံးကိုရန်သူပေါ်မှာပဲ focus ထား ဒီဟိုကိုနဲ့ဟိုနင်းပါလေဘက်တော်သားတွေเนาะတချို့တွေသဘောမတူတာတွေဘာညာတွေအဲ့ဥစ္စာနည်းနည်းသာထားလိုက်အဲ့လိုလိုလိုရှိလို့ရှင်သူတို့လူကျင်တဲ့ပန်းတိုင်းကိုညံ့ညံ့ရောက်သွားလိမ့်မယ်ဟုတ်ကဲ့ပါရှင်ပါဟုတ်ကဲ့ ကျွန်မဒါဆိုရင်ဒီအခုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကောအခုရွေးကောက်ပွဲကတော့ဟုတ်ပြီကျွန်တော်တို့ဒီနိုင်ငံတကာမှာအထူးသဖြင့်တော့ American တို့ဒီပြီးတော့တခြားဒီအနောက်ပိုင်းတိုင်းပြည်တွေကတော့ကန့်ကွက်တယ်ဟုတ်ပြီဒါပေမဲ့ဒီ Russia နဲ့တရုတ်ကအာဂျုံဂျုံတင်းတင်းအထောက်ခံမယ်ဆိုတဲ့ဟာမျိုးပေါ့လေအတိမတ်ပြုမယ်ဆိုတဲ့ဟာမျိုးလုပ်ထားတာတွေ့ရတယ်အဲ့ဒီအနေအထားမျိုးမှာဒီ ဒါပေမဲ့တကယ်တော့ရွေးကောက်ပွဲက25ရာခိုင်နှုန်းနေရာလောက်မှာပဲတကယ်လုံနိုင်မဲ့ခါမျိုးပေါ့တော့အတူအောင်ဆိုတာကတော့အအရန်ကိုပေါ်တွင်နေဒါလူတိုင်းလည်းလက်ခံမိတာပေါ့သို့တော်ညာလည်းပဲဒီမြန်မာပြည်သားတွေအနေနဲ့ပေါ့ပြည်သူတွေအနေနဲ့ဘလို့ပုံစံမျိုးနဲ့ရင်ဆိုင်ရမလဲပေါ့ဥမာမဲသွားမထဲတာမျိုးလားဥမာဆီယမအဲ့ဟာကိုကြာတော့ဘလို့ပုံစံနဲ့သူတို့ရင်ဆိုင်တဲ့နယ်တို့အကြံပြုလိုပါတယ်อืมဟုတ်ပြီ ဟုတ်ကွာကျွန်မခုနပြောသလိုပေါ့နော်ဒီဥစ္စာအတူရောင်ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့တကဘာလုံးကလည်းတတ်မှတ်ထားပြီဒါပေမဲ့တရုတ်နဲ့ရုရှားဆိုတဲ့နိုင်ငံတွေကလည်းတကယ်ဒီမိုကရေစီမရှိဘူးဟုတ်တယ်ဟုတ်ပါပါလေတဘောတူရယ်ဆိုရယ်အဲ့ရဒီဒီရေခပ်ပွဲမဖန်ကန်နဲ့အတူတူရေခပ်ပွဲစတင်ရှာနေပြီ right ဆိုရယ် ဆိုဆိုလူတွေကခုတည်းသွားရင်တော့သွားရမယ်ဘာလို့ဆိုနီးရတာကြောက်ပြီးတော့ဒါပေမဲ့သူတို့မှာအများကြီးအဒီဥစာကိုဘလို့နီးနဲ့ပုံကန်နီးမျိုးစုံနဲ့ပုံကန်လို့ရတယ် right ဆိုမြန်မာလူမျိုးတွေကတကယ်တော်တယ်သူတို့လည်းသူတို့ဟိုတနေ့ကတော့မှဗီဒီယိုတွေ့သေးတယ်လူတွေကမျက်နှာမပြပဲနဲ့အနောက်သွားပြီးတော့လေလက်လက်ကလေးထောင်ထောင်ပြီးတော့လေ notebook ဆိုပြီးတော့ဟုတ်ကဲ့ရေကောက်ပွဲ notebook ဆိုလက်ကလေးထောင်ဝါးစမျက်မျက်နှာမတွေ့တဲ့အခါကျတော့ဘာသူပြောမှမသိဘူးဒါပေမဲ့သူတို့ရဲ့အတန်ကတော့ ထွက်သွားတယ်အဲ့လိုမျိုးပေါ့နော်မြန်မာလူမျိုးတွေကတော်တယ်သူတို့တွေကလုတ်တက်တယ်သူတို့မှာ creativity ရှိတယ်သူတို့မှာဗာလဲ a new a this sun ပေါ့နော်အဲ့ဒါနဲ့သုံးပြီးတော့လုတ်သွားလိမ့်မယ်ဆိုတော့ဟုတ်တယ်သူတို့ကတော့သွားရင်ပေးရရင်ပေးရမယ်ဒါပေမဲ့နဘေးမှာနောက်ဆက် ဒီသူတို့ရဲ့အတန်မကြိုက်တဲ့အတန်ကိုထွက်အောင်သူတို့လုပ်နိုင်တယ်အဲ့ဒါအတွက်လည်းအခုဆိုလို့ရှိရင် campaign တွေအများကြီးလုပ်နေတယ်ဆိုတော့လေအာကို NDM NDM ကိုကအခုရဲ့လုံခြုံရေးကတော့အဓိကပေါ့နော်လုံခြုံရေးပထမဦးစားပေးပြီးတော့ဒါပေမဲ့လုံခြုံရေးလည်းလုပ်လို့ရတယ်ဒီဥစ္စာကိုလည်းပုံကန်လို့ရတယ်လို့ဟိုဟိုကျမပြောချင်ပါဟုတ်ကဲ့ပါဒီမှာတော့ရင်ဒီအကဲ event ပေါ့လေဒီရေကောက်ပွဲသူတို့လှုပ်လို့ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်လှုပ်တယ်ဆိုရင်တော့ပါ ရေကောက်ပွဲအလွန်ကာလမှာလည်းဒီတော်လှန်ရေးကဆက်သွားပြီးတော့ဘယ်လိုပုံစံမျိုးနဲ့ဆက်သွားနိုင်လဲဆိုတာမျိုးလည်းဆက်မပြောပြပါဘူး။ဟုတ်ကဲ့အဲယူရီကပွဲကိုအသုံးချပြီးတော့ပေါ့နော်သူတို့ရဲ့ဟိုနင်းပါလေတရုတ်နဲ့ရုရှားကတကဘာလုံးလိုက်ပြီးတော့ပြောမယ်ဒီဥစ္စာဒီဥစ္စာသူတို့တွေအာယူရီကောက်ထားတဲ့လူတွေပေါ့နော်ဒီဥစ္စာတကယ်သူတို့တွေကကိုယ်စလေတွေပေါ့နော်အဲ့ဒါမျိုးပြောပြီးတော့လုပ်မယ်လို့ထင်တယ်ဒါပေမဲ့ဒီကဘာလုံးကပြောတာပြီးပြီအာဆီယံတောင်မှလည်း အုံနေမဖြစ်ဘူးနောက်ပြီးတော့အာဆီယံရဲ့ဒီ chair လာမဲ့ဟို chair ကကြတော့ဟိုနေ um Philippines ဟုတ်ကဲ့နော် Philippines ကတကယ် democracy နိုင်ငံ right နောက်ပြီးတော့ Philippines ကအခုဆိုလို့ sorry တဲ့ကလည်းပြောတာပြီးပြီးနောက်ပြီးတော့ Philippines နဲ့ Philippines ကလည်းတရုတ်ကို တရုတ်ကိုမကြိုက်တဲ့နိုင်ငံတစ်ခုပေါ့နော်ဖိလစ်ပိုင်ကလည်းအရန်ခံနေရတယ်ဒီတရုတ်တောင်တရုတ်ပင်လယ်မှာလေအဆောက်ချိုင်းနာစီမှာတရုတ်ရဲ့ဒီတကယ်လက်တွေ့လုပ်နေတဲ့ဥစ္စာခံနေရတယ်ဆိုတော့သူကလည်းဒီတရုတ်ပံ့ပိုးပေးတာတရုတ် support လုပ်ထားတဲ့ ဟိုဗာလေအတူရောင်ဒီရွေးကောက်ပွဲတော့သူလည်းလက်ခံမှာမဟုတ်ဘူးဆိုတော့အဲဟိုနေ့လည်းလက်မခံဘူးဒီနေ့မှလည်း UN မှာလည်းပြောတာပြီးပြီအာဟိုနေ့ကုလသမဂ္ဂမှာဗာလေသူတို့ကဒီဥစ္စာဒီဥစ္စာတကယ်ဟိုနေ့မဖြစ်တဲ့အကြောင်းပေါ့နော်ဒီရွေးကောက်ပွဲကမခံမမှန်ကန်တဲ့အကြောင်းအတူရောင်ဖြစ်တဲ့အကြောင်းပြောတာပြီးပြီဆိုတော့ဩစတြေးလျလာပြီးဟိုနေ့လည်းလာပြီး no ဒီဒီတခြားနိုင်ငံတွေကလည်းပြောတာပြီးပြီဆိုတော့သူတို့သူတို့သူတို့ သူတို့အတွက်ကတော့ဒါပဲရှိတဲ့အတွက်ကြောင့်မလို့ဒါပဲလုပ်နိုင်တယ်။ဒါပေမဲ့ကျမတို့တော်လှန်ရေးဘက်ကလည်းကိုလှုပ်ဆရာရှိတာဆက်လုပ်ဖို့လိုတယ်။ဆိုခုနပြောသလိုပဲကျမတို့အနေနဲ့ပူပေါင်းဆောင်ရွက်နေတယ်ဆိုတာပို့ပြီးတော့ပြနိုင်လေလေ။ဒီဥစ္စာဟိုနေ့မင်းအောင်လှိုင်တွေ့ပို့ပြီးတော့ဒုက္ခဖြစ်နေလေ right ။တနိုင်ငံလုံးမရသည့်တိုင်အောင်မှဒေသလိုက်ဆိုပါတော့ အဲ northern no about it အမြောက်မြောက်မြောက်ဘက်ကနော်တောင်ဘက်မှာရှေ့ဘက်မှာအနောက်ဘက်မှာအဲ့လိုမျိုးအဲ့ဒီဒေသတွေကိုယ်ပိုင်ဒေသတွေမှာပို့ပြီးတော့ပူးပေါင်းဆောင်ရွက်နေတယ်ဒီ joint command joint strategy နော်ဟိုနေ့ဟိုဘာလဲစစ်ဖက်ကောဟိုနေ့နိုင်ငံရေးပြနိုင်နိုင်မယ်ဆိုလို့ရှိရင်ဒီလိုမျိုးအောက်ကနေ bottom up ပေါ့ bottom up လုပ်နေတာ right ကိုယ်ပိုင်အနီးအနားတွေကတခါတည်းအာစီးရုံနိုင်နေသူတူတူကလောက်နိုင်နေဆိုလို့ရှိရင်အဲ့ဒီဥစ္စာကလည်း ရှေ့ရောက်တာပဲပန်းနိုင်ကိုသွားနေကြတာညာဟုတ်ကဲ့ဒါဆိုရင်ဒီဆက်လက်ပြီးတော့ဆရာမဒီ American ပြည်ထောင်စုဒီ American အစိုးရရဲ့အခုချင်းကပ်လာမှုအခုလွတ်တော်မှာကြားနာမှုတွေလုပ်တာတွေရှိတယ်ပြီးတော့ဒီကြားဖြန်ကိစ္စဒီ scam မှာဟိုအားတွေအတွက်အာအခု PTI ရောက်ကင်တွယ်ဖို့လှုပ်လာတာတွေတွေ့ရပါတယ်ကျွန်တော်ဒေယာတွေနဲ့ဆက်ဆက်ပြီးတော့ကတော်လိုင်းကြီးကိုဘယ်လိုအထောက်ပြုပြုသွားနိုင်တယ်လို့ဆရာမယူဆပါတယ်ခင်ဗျဟုတ်တယ် အဲ့ဒီဥစ္စာတွေကဘာဘာပြနေလဲဆိုတော့အဲ့ဒီဥစ္စာတွေကဟိုဘာပေါ့နော်အမေရိကရဲ့အာ political will ဆိုဘလို့ပြောမယ်နိုင်ငံရေးဆန္ဒနော်နိုင်ငံရေးဆန္ဒကပို့ပြီးတော့ကြီးမားလာတယ်လို့ပြောလို့ရတယ်ဘာလို့ဆိုတော့သူတို့ရဲ့ဟိုနေပြည်သူတွေကိုထိလာတာဟုတ် right ပြည်သူတွေကိုထိလာတာအဲ့ဒီဥစ္စာကဒါကြောင့်မလို့လေအာတော်လှန်ရေးဘက်တော်သားကြီးကအသေးချာအမြဲတမ်းပြပေးနိုင်ရမှာဒီဒီဒီမင်းအလိုင်းတို့ you know ရာဇဝတ် guy အဖွဲ့တွေကကျွန်မဒါကြောင့်မို့စစ်တပ်တောင်မခေါ်တော့ရာဇဝတ် guy အဖွဲ့တွေကနော်ဒီ scam center တွေ ਨੇ ဘလို့ချိတ်ဆက်နေလဲ right အကြောင်းမလို့အခုချိန်မှာသူတို့လိုက်ပြီးတော့လုပ်နေတာသူကခြေရည်လိုက်ဖြောင်းနေတာတကယ်သူတို့တွေကလည်းတိုက်နေတာမဟုတ်ဘူးသူတို့ပါနေတဲ့ဥစ္စာကိုခြေရည်လိုက်ဖြောင်းနေတာနောက်တစ်ခုကျတော့သူတို့ကတကယ်ပါတယ်ဆိုတဲ့ဥစ္စာ US မှာဒီဟိုနေဒီ study တခုเนาะသူတည်တနာလုပ်ထားတာဒီ scam center မှာသူတို့တွေ့ထားတဲ့ အာဗာလေ phone signature ပေါ့နော် phone ကထွက်လာတဲ့ signature တွေကနေပြီးတော့အမြဲတမ်းရောက်နေတယ်အမြဲတမ်းသွားလိုက်လာလိုက်ဒီ phone တွေက phone phone ကိုအဓိကထားပြီးတော့သူတို့ဗာလေဟို tracking လုပ်နေတာပေါ့နော်အဲ့ဒီဥစ္စာတွေနေပြီးတော့မှ president အိုနေရဲ့ဦးနေတယ်တမရရဲ့ နေရာကြီးအိမ်နေရာကြီးအဲ့ဒီအဲ့ဒီဖုန်းတွေကသွားလိုက်လာလိုက်ဖြစ်နေတယ်ဆိုတာသူတို့မှအလုံးဗလဲတက်သိရှိတာလေ record တွေရှိတာလေဆိုတော့ဒီဥစ္စာကပို့ပြီးတော့ဒီဒီ political will ကပို့ပြီးတော့ကြီးလာတယ်ပေါ့လေကြီးလာတဲ့အခါမှာဒီ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 အချိန်မှာအဲဒီမြန်မာ diaspora ဒီမှာရှိနေတဲ့ပြည်ပမှာရှိနေတဲ့ US မှာရှိနေတဲ့အာမြန်မာအာမြန်မာ uh community တွေစပေါ့နော်အဲ့ရသူတို့ရဲ့အလုပ်က number 1အဲ့ဒီဥစ္စာကိုဒီ political will ဒီဥစ္စာစံတဒီနိုင်ငံရေးစံတကြီးလာတဲ့ဥစ္စာကိုဘလို့အသုံးချပြီးတော့ဒီဥစ္စာကိုရှေ့ကိုတွန်းဖို့လိုအပ်တယ်အဲ့ဒီအချိန်မှာကျွန်မခုနပြောသလိုပဲဒီမှာရှိနေတဲ့လူတွေကလည်းတယောက်နဲ့တယောက်နဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်ဖို့လိုရှင်းနေ အဲကချင်းနေရခိုင်နေအားလုံးဗမာတွေဟိုနေဗုဒ္ဓဘာသာဟိုနေဗာလဲမွတ်စလင်ဟိုနေဟိုဗာလဲဟိုဟိုနေခရစ်စတန်တွေအားလုံးပေါ့နော်အတူတူကပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုလို့ရှိရင်အဲ့ political ဒီအခုရလာတဲ့ရလာတခုပေါ့နော် political will ကိုအသုံးချပြီးတော့ဒီဥစ္စာကိုတခုခုဖြစ်နိုင်အောင်တွန်းလို့ရတယ်ဟုတ်ကဲ့ကျေးဇူးပါခင်ဗျာကြာကျမဒါဆိုရင်ဟုတ်ကဲ့ ီအခုလောလောဆယ်အချိန်ကြီးကရှင်းပြသွားရင်လည်းပတ်သက်ပြီးတော့အာအလုံးဟာကျေးဇူးတင်မှာကောင်းပါတယ်ဆရာမဒါဆိုရင်အခုဆက်လက်ပြီးတော့ကောဆရာမအနေနဲ့ဒီမြန်မာပြည်သူလူထုကိုဘယ်လိုမျိုးမှာကြားကြပါလဲဒီတော်လှန်ရေးအောင်မြင်ဖို့အတွက်ခုနကလည်းအာတော်တော်ရှင်းပြလာခဲ့ပြီးပြီဖြစ်ပါတယ်ခင်ဗျာတိုးတော်လည်းအခုလောလောလတ်လတ်အဲထပ်ပြီးတော့ပေါ့လေဆရာမ emphasize လုပ်ရှင်တဲ့ခါပို့ပြီးတော့ထောက်ပြခြင်းတဲ့ခါမျိုးအာရှင်းပြောပြစီလိုပါ Thank you တော်လန်ရေးတစ်ခုလောက်တာတော့ဗောနော်ဒီဥစ္စာလွယ်တာမဟုတ်ဘူးကျွန်မအားလုံးနားလည်တယ်အဲ especially အထဲမှာရှိနေတဲ့လူကပူတော်မှခက်ခဲသည်ပူတော်မှခက်ဒါပေမဲ့ဒီဥစ္စာကိုမနိုင်မနိုင်နိုင်အောင်မလုပ်နိုင်ဘူးဆိုလို့ရှိလို့ရှိရင်ဗောနော်သူတို့ရဲ့ဘဝတွေကဒီလက်ရောင်မှာပူရခက်ခဲသွားလိမ့်မယ်ဘာလို့ဆိုတော့စစ်တပ်အဒီဒီဒီမင်းအွန်လိုင်းနဲ့သူ့ရဲ့ဇာစဝတ်ကောင်တွေက ိုပြီးကြီးထွားလာမယ်။နောက်ပြီးတရုတ်ရဲ့ဖိအောက်မှာ right တရုတ်ဆိုတဲ့အဲနိုင်ငံကကိုယ်ဟိုနင်းပါလေကိုယ်နိုင်ငံကိုကောင်းအောင်လုပ်မဲ့အဲနိုင်ငံကြီးတခုမဟုတ်ဘူး။ဟဲ့ဆိုတော့သူတို့ရဲ့အောက်မှာ ਨੇ ဒီဒီမင်းအောင်လိုင်း ਨੇ မင်းအောင်လိုင်းတို့အောက်သူတို့သူတို့အောက်မှာပြပြဝတ်နေတဲ့မင်းအောင်လိုင်းတို့အောက်ပေါ့နော်အာမှာရောက်သွားတယ်ဆိုလို့ရှိရင်ဒါမြန်မာနိုင်ငံအတွက် ဟိုဗါလေမြန်မာပြည်သူပြည်သားတွေအတွက်ဗါလေအနာဂတ်မှာတော်တော်ခက်ခဲလိမ့်မယ်ဆိုတော့အခုအချိန်မှာခက်ခဲနေတဲ့ဥစ္စာကိုခါရဲဟိုနင်းပေါ့နော်အာဘလိုနီးနဲ့ခုနကကျမပြောသွားသလိုပေါ့နော်သူတို့ဟိုဗါလေပြန်ဒီဒီဇွဲနဲ့အာဒီဒီ creativity no this စဉ်းစားပြီးတော့ပြန်ပြီးတော့တိုက်နိုင်မယ်ဆိုရန်ကောင်းဘာလို့လဲဆိုတော့ စစ်တိုက်တယ်ဆိုတာနော်ကျွန်တော်မြန်ပြောတယ်အောင်မြင်တဲ့စစ်သူကြီးတယောက်ကပေါ့နော်ရန်သူကို တိုက်တာတဲ့ရန်သူတဲ့ပို့ပြီးတော့တွေးပြီးတော့တွေးနိုင်တာကပို့ပြီးတော့ဟုတ်ပါလေနိုင်အောင်လုပ်နိုင်တယ်ပေါ့နော်ဆိုတော့ဒီဒါပြောလိုက်လို့ရှိရင်ပြည်သူလူထုဘက်ကအဲ့ဒီဥစ္စာအရန်အားသာတယ်တွေးနိုင်တယ်ခုနကကျွန်မပြောသားဆိုလို့ပေါ့နော်ဒီသူတို့မလုံနိုင်ပေမဲ့ဒီလက်လက်ခလက်ထောင်ပြီးတော့မျက်နာမပြပဲနဲ့ဟုတ်ကဲ့လောက်သွားတာအရင်အဲ့သဘောချက်ဟုတ်ကဲ့ ်ဟုတ်ကဲ့ဆိုတော့မြန်မာလူမျိုးတွေမှာရှိတယ်ဒါကြောင့်မလို့လေ ဒီခက်ခက်ခဲခဲဒီ9နှစ်မှာဒလလောက်အောင်မြင်တာသူတို့စဉ်းစားနိုင်လို့သူတို့တွေးတောနိုင်လို့ right သူတို့အားလုံးပူးပေါင်းဆောင်ရွက်နိုင်လို့ဆိုတော့ကျမတို့ဒီဥစ္စာကိုပို့ပြီးတော့လုပ်နိုင်အောင်ပို့ပြီးတော့တွေးတောနိုင်အောင်အခုချိန်မှာနင်းနေအုံနေပါလေဟိုမောလာတယ်ဒါပေမဲ့မောလာပြီမဲ့လူတွေကတခြားလူတွေကမောလာတာပြောတာကျမသွားပြီးတော့လူတွေနဲ့စကားပြောလိုက်လို့ရှိသူတို့တွေမှာတကယ်တက်တွက်ကြွကြွရှိနေတော့မယ်ဆိုတော့အာတခြားလူတွေပြောပြီးမဲ့ကျမတွေ့နေတဲ့လူတွေကြတော့အာ သူတို့တက်တက်ကြွကြွပဲသူမရရတဲ့အထိဒီလိုပန်းနိုင်ရောက်တဲ့အထိလုပ်မယ်ဆိုတော့ဟိုနေ commitment ပေါ့နော်အာအရှိရဲ့အပြီးပါမှာရှိနေတဲ့မြန်မာတွေမြန်မာလူမျိုးတွေမျိုးစုံဟောပဲပြည်ထဲမှာရှိနေတဲ့လူတွေလည်းအဲ့တိုင်းပဲကျွန်မတို့အတွေ့ရဆိုတော့ဟုတ်ကဲ့ဆရာမကျေးဇူးပါများပါဟုတ်ကဲ့ပါဆရာမဒါဒေါက်တာအာမိမိဝင်းဘတ်ဖြစ်ပါတယ်ဆရာမအခုလိုမျိုးကျွန်တော်အာရခမီဒီယာနဲ့လာရောက်ပြီးတော့ အဆွေတွေတင်ပြပြီးမြန်မာပြည်သူလူထုတွေကိုတော်လှန်ရေးနဲ့ပတ်သက်ပြီးတော့အကြံဉာဏ်ပေးအတင်ပြသွားတာဖြစ်ပါတယ်ဆရာမကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုဆရာမပြောသွားတာကတော့ကျွန်တော်အလုံးကိုတစ်လုံးနဲ့ခြုံငုံရမယ်ဆိုရင်တော့ကျွန်တော်တို့တွေမစုံမနစ်တဲ့ဇွဲနဲ့မရမနေအဆက်လက်လှုပ်ဆောင်သွားမယ်ဆိုရင်အောင်မြင်မှုရမယ်လို့ဆရာမသုံးသပ်ပါတယ်လို့ကျွန်တော်ကတော့အမြင်ပါတယ်ခင်ဗျဆရာမကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ဒါလီစောက်ပါကျေးဇူးပါ